ဒီဗီဒီယိုတွေ2ဝင်အသားကြိတ်ဆက်လေးရှိအောင်နဲ့အသားတွေအကြိုက်ကြိတ်လို့ရတဲ့အပြင်ကိုထုံးစရာတွေလည်းအကြိုက်ကြိတ်လို့ရတော့ဆိုတော့အရင်မိုက်လို့ဆန်ကြည့်လိုက်ရအောင်နော်မာရာဘီစီလေးရောက်လာပြီဆိုတော့စားဖောက်ကြည့်လိုက်ရအောင်နော်ဒီဆက်လေးကိုသင်ဝယ်တာတော့499ကိုပဲကြပါလေရှင်အာမခံလက်တနစ်ပါတော့အရင်ဆင်ပြေတာပေါ့နော်ဒါဆိုရင်တော့ဖားထဲမှာဗာလေးတစ်ပါမလဲဆိုတာကြည့်လိုက်ရအောင်နော်ဒီမှာလှုပ်ပလို့နီစာဥပါတယ်ဒါတော့အသားတွေကလော်တဲ့အတန်လေးပါတယ်ပြီးတာနဲ့ဒလက်အကြီးလေးတွေပေါ့နော်နှစ်ခုပါပါတယ်ရှင်အဖုံးပါတယ်ကြွေခွက်အကြီးတစ်လုံးပါမယ်ပြီးတာနဲ့မော်တာတစ်ခုပါမယ်ကြွေခွက်အသေးလေးလည်းပါတာကြောင့်ပေါ့နော်သူ့ကို2 in 1ကြိတ်ဆက်လို့ပြောတော့ပါရှင်ကြိတ်ဆက်လေးကိုဝယ်သုံးရတဲ့အကြောင်းရင်းပေါ့နော်သူ့ရဲ့ခွက်ကကော်ခွက်မဟုတ်ဘဲနဲ့ကြွေခွက်ဖြစ်နေတာကြောင့်ပေါ့နော်ကြိုက် တလောက်စီပေါ့နော်အယောင်မပြောင်းပါဘူးရှင့်သူစဉ်ထည့်နေတဲ့ကော်ပက်လေးอ่ะပေါ့နော်အသားလေးပါတွေကြိုက်တဲ့ခါကျရင်သူရဲ့ဆက်ပေါ့နော်ညိန်အောင်လို့ပေါ့နော်ထိန်ထားပြီးတဲ့သဘောပါရှင့်ဒါလေးကတော့ထောင်းစရာတွေကိုကြိုက်ဖို့အတွက်ကြွေခွက်အသေးလေးပေါ့နော်သူရဲ့ပစ္စည်း quality တခုချင်းစီတိုင်းကိုလေးတေချာထုတ်ပို့ထားလို့သူစဉ်တော့ကြိုက်ပါတယ်ရှင့်ဒီကဒလက်ပန်ကနှစ်ခုအားပေါ့နော်ကြွေအိုအကြီးမှတုံဖို့အတွက်ပါရှင့်ပြီးတော့အဖုံးပါမယ်သူရဲ့မော်တာကတော့လေးနေနေတော့လေးပါတယ်ရှင့်ဆက်ဆိုတော့ပေါ့နော်ပြီးရနဲ့ပလက်ပေါက်ကြိုးပါပါမယ်ရှင့်ပလက်ပေါက်ကြိုးကတော့အသေးထည့်ထားတာပေါ့နော်ပြီးတော့နဲ့သူကတော့နှစ်ပေါက်ထိုးပါရှင့်သူရဲ့ကြိုးကလည်းလေးရှည်တဲ့အတွက်ပေါ့နော်အသုံးပြရတာပို့ပြီးတော့လွယ်ကူပါတယ်ရှင့်အသားကြိုက်ဖို့အတွက်ဒလက်ပန်က ကြီးနှစ်ခုอ่ะဗောနော်အရှင်လောက်ထားပေးပါလားရှင်နှစ်ခုလုံးသုံးမလားတစ်ခုသုံးမလားဗောနော်သူရ log ကျတဲ့နေရာလေးပါတော့ဗောနော်လက်ပတ်ကနှစ်ခုလုံးတွဲထည့်တဲ့အချိန်မှာဆို class ဆိုပြီးတော့မြည်နော်ဗောနော်ဒါ log ကျသွားပါပြီရှင်သူရဓာတွေကလည်းအရန်ထပ်လို့ဗောနော်အဖုံလေးနဲ့ထည့်တာပေးပါလားရှင်သူရဆက်အသေးမှာသုံးထားတဲ့ development ကတွေကျတော့အသေးဗောနော်ဖြောက်လို့မရပါဘူးရှင် okay အตาကျိတ်ဆက်ရဲ့သဘောတရားနားလည်ပြီဆိုတော့စေးကြောပြီးတာနဲ့ဆန်းကြည့်လိုက်ရအောင်နော်ဒါလေးကတော့ကျိတ်ဆက်ဆန်းဖို့အတွက်ဝတ်သားလေးတွေပြင်ထားတော့ဗောနော်အုံကြီးကြီးနဲ့အုံသေးသေးလေးပါရှင်အရင်ဆုံးမကျိတ်ခင်မှာ development ကရဲ့အဖုံလေးကိုဖွင့်လိုက်မှာဗောနော်တချို့ကျတော့လေမေ့ရောင်ပြီးတော့လေဒီတိုင်းသွားပြီးတော့မထည့်လိုက်ပါနဲ့နော်အရင်ဆုံး ံးဟိုဆက်ပန့်ကတွေကပြတ်သွားပါလိမ့်မယ်ရှင်။နှုတ်ပုံလုံးနီကိုတေသေးရှာမတိနားမလဲဘူးဆိုရင်လေသူပေးထားတဲ့စာအုပ်လေးရှိပါတယ်ရှင်။အဲ့ဒီမှာပေါ့နော်ပုံနဲ့တပုံကြီးစီသူပြထားတာပေါ့နော်။အဲ့ဒီအတိုင်းလိုက်ကြည့်ပြီးတော့လိုက်လုပ်လို့ရတယ်နော်။ Okay ကြိတ်ဖို့အတွက်ပြင်ထားတဲ့အသားလေးတွေလောင်းထည့်လိုက်မှာပေါ့နော်။တစ်မျိုးကကြတော့အသုံးနဲ့နဲ့ခက်တတေးတစ်မျိုးကတော့အသုံးကြီးကြီးပေါ့နော်။ဒီနေရာမှာကိုကြိုက်တဲ့အသားပေါ့နော်အဆင်ပြေတယ်လို့ကြိတ်လို့ရပါတယ်ရှင်။ပြီးရနဲ့နည်းနည်းမင်းများမဆိုအကုန်ကြိတ်လို့ရပါတော့တစဉ်ကတော့ဒီလောက်ပဲသုံးပါမယ်ရှင်။သူကလေပမာဏဒီမတ်ဆိုတဲ့ပြထားတဲ့နေရာထိပေါ့နော်။ထည့်ပြီးတော့ကြိတ်လို့ရတယ်ပေါ့နော်။အများကြီးထည့်ကြိတ်လို့ရတယ်ရှင်။တစဉ်ကတော့ဒီလောက်ပဲသုံးပါမယ်ပေါ့နော်။ပြီးသွားတာနဲ့မော်တာခလုတ်ကိုထည့်လိုက်မယ်။လော့ကျသွားတဲ့ထိပ ေါ့နော်ကလပ်ဆိုတာနဲ့အလုဆလုပ်လို့ရပါပြီရှင်ပလပ်ပေါက်ထိုးဖို့လည်းမမေ့ပါတင်တဲ့အုံနော်သူရဲ့ဆက်မှာကြတော့ဒီခလုတ်အားဖြင့်နံပါတ်1နဲ့နံပါတ်2နဲ့ရှိလို့ပေါ့နော်နံပါတ်1ကြတော့ဖြည်းဖြည်းမမှန်လေးသွားပါတယ်ရှင်နံပါတ်2ကြတော့နည်းနည်းလေးကျန်းတယ်နည်းနည်းလေးနဲ့ဟိုမြန်တော့ပေါ့နော်ဆက်တွေကိုအချိန်ကြကြသုံးခန့်ချိန်တော့လေဖွင့်လိုက်ပိတ်လိုက်ဖွင့်လိုက်ပိတ်လိုက်နော်ကြကြမနှိပ်ထားရပါဘူးနော်အခုဆိုရင်ကြိုက်ထားတဲ့အသားလေးတွေကပေါ့နော်တမိနစ်တွင်းကိုရသွားပြီပေါ့နော်ကြည့်ပါအောင်နော်လုံးဝချိန်ညက်နေတာပဲရှင်စစောသစဉ်ကြိုက်လိုက်တာအရန်ကိုမကြောက်ဘူးနော်တခဏလေးပါပဲရှင်မချိန်နဲ့သေးအတုံးကြီးကြီးကိုထပ်တုံပြပါမယ်ရှင်ဒီမှာနော်အတုံးအကြီးပဲနော်ဒီတုံးတုံးက ာနဲတာမဟုတ်ဒီဒါလေးကိုရောသူကြိတ်နိုင်မလားမကြိတ်နိုင်ဘူးလို့ဆိုသိရအောင်လို့သစင်နဲ့တူလိုက်ကြည့်လိုက်ရအောင်နော်ဒီနေရာမှာသစင်တစ်ခုပြောချင်တာပါဗောနော်ဒါလေးကအသားကြိတ်ဆက်ဖြစ်တဲ့အတွက်အသားတွေပဲကြိတ်ပါရှင့်အယိုနုအယိုရင့်နေဟိုအယိုကြီးကြီးတွေလုံးဝမထည့်ပါနဲ့နော်အဲ့လိုမျိုးဆိုရင်ဆက်ကရေရှည်ခံမှာမဟုတ်ပါဘူးရှင့်အခုဆိုရင်တော့အသားဒုံကြီးကိုစကြိတ်နေပါပြီဗောနော်အစားကလုံးဝမကြိတ်နိုင်ဘူးထင်ခဲ့တာဗောနော်အခုတော့ချောချောချူချူနဲ့သွားနေပါပြီဗောနော်နံပါတ်1နှိပ်လိုက်နံပါတ်2နှိပ်လိုက်ဗောနော်ဒီနေရာမှာတော့သစင်ကနည်းနည်းလေးပို့ကြကြလေးကြိတ်မှာဗောနော်စောစောကကျတော့အသားနဲတဲ့ဒီမှာကျတော့အသားဒုံလည်းကြီးတယ်ပို့လည်းများတဲ့အတွက်ဗောနော်ပြီးမှပဲ ဲကြည်ရအောင်ဗောနော်အိုဟိုကြည်ပါဦးရှင်အသားတွေဝောက်ကျင်ညက်နေဗောနော်အခောက်ပါတော့နော်ဆောဆောကကြတော့သုံးထပ်သားထည့်ထားတယ်ဆိုတော့လေဒီဆက်လေးကမစိုးဘူးပြောရမှာဗောနော်ပေးရတဲ့ဈေးနဲ့ရလာတဲ့ quality နဲ့ကဗောနော်ပြီးတာနဲ့သူရဲ့ဆက်ကလေးသုံးွားတဲ့ချိန်ကြရင်လေပူွားတာတော့ဘာလို့မဖြစ်ဗောနော်ခက်နွေနွေလောက်ပဲဖြစ်ပါတယ်ရှင်โอเคအခုဆိုရင်တော့ဆန်ပြလက်ဆာတော့ဗောနော်ကြွေခွက်အသေးလေးပါဆန်ပြလိုက်တော့မှာဗောနော်အစားတော့အသားကျိတ်ဆက်လေးပဲဆန်ပြမလို့ပါဗောနော်မရုပ်ဒီစိန်ထည့်မယ်ပြီးတာနဲ့ကြက်သွန်ဖြူထည့်မှာဗောနော်ဒီမှာသူတတ်မှတ်ထားတဲ့ mask ဆိုတဲ့နေရာလေးပါတာဗောနော်အဲ့ဒီထပ်မကြော်ဘူးဆိုရင်တော့ကြိုက်တလောက်ကြိတ်လို့ရပါတယ်ရှင်အဲ့ဒါအဖုံးထည့်မှာဗောနော် ်ပြီးရနဲ့မော်တာထည့်မယ်ကြိတ်ပါမယ်ဗောနော်ကြိတ်ဆက်ကြွေခွက်အသေးလေးလည်းမစိုးဗောနော်တခဏလေးနဲ့ကြည်ညက်ရဆိုတော့လေနော်ထောင်းစရာတွေအချိန်ကုန်ခန်းစရာမလိုတော့မှဒီထဲမှာထည့်ပြီးတော့တခါတည်းကြိတ်ယုံမယ်ဆိုတော့လေအခုသင်းကြိတ်ထားတဲ့ဟာနဲ့စောစောကြိတ်ထားတဲ့ဝက်သားနဲ့သင်းကရောပြီးတော့အသားလုံးလှုပ်စားမလို့ပါဗောနော်ကြိတ်ထားတဲ့ကြက်သွုံဖြူငရုတ်ဒီစိန်ကြည့်လိုက်ပါအောင်နော်ကြည်ညက်နေတာပဲနော် Okay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပေါ့နော်။သင်းရောအရန်မေးမြကြတဲ့အသားကျိတ်ဆက်ကကောင်းလေးရှာပြီးဆိုတာပေါ့နော်။သင်းတော့ဒါလေးတွေးထားတယ်။တုံရတာလည်းအရန်စင်ပြေတယ်ပေါ့နော်။စောစောတွေးတဲ့အတိုင်းပဲပေါ့နော်။အသားအတုံးအကြီးကြီးတော်မှထည့်လိုက်တော့မှပေါ့နော်။ခုလိုမျိုးကြည်ကြည်ညံ့ညံ့လေးရလာတော့ပေါ့နော်။အရန်စင်ပြေတယ်။နောက်ပြန်သူကထူးရင်မပုံစံဆိုတော့ပေါ့နော်။ဒီအသေးလေးလည်းတုံလို့စင်ပြေတယ်ပေါ့။ဒီကဆိုရင်ကြိတ်ပြတ်ထားတာပေါ့။ဒါကတော့နမူနာပုံစံပဲပေါ့နော်။ပြီးသွားတဲ့ခါကျမှပဲသင်းကဒီနှမျိုးရောပြီးတော့အသားလုံးလေးလှုပ်ဆောင်မှာပေါ့နော်။ Okay သင်းရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးထူးပဲကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုကျမှပဲသင်းကဘာလေးတွေစားပြပြီးတော့ဘာလေး လေးတွေဆန်ပြမယ်လို့ဆိုတော့ကြည့်ရှုအောင်ကြောက်အောင်နော်အားလုံးတို့ဆက်လိုက်ပါတတ်တာ